ပရိသတ်များအားလုံးမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ concept YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့တင်ဆက်မဲ့ဇလံလေးကတော့စာရေးဆရာမတော်ရလာမင်းဆန္နာရေးသားထားတဲ့လူမနေရဲ့လက်တဲ့အိမ်ဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်ရှင် ဒီကနေ့ရဲ့ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ချဖို့လဲတောင်းဆိုပါရစေရှင်။ဇာတ်လမ်းသစ်တွေတင်တိုင်းသိရှိစေဖို့အတွက်ဗီနာမှာရှိတဲ့အချက်ပေးခေါင်းလောင်းလေးကိုလည်းတစ်ချက်နှိပ်ချပေးပါရှင်။အစေတရေဆိုတာကိုခင်ဗျားတို့မြင်ဘူးတွေ့ဘူးကြလား။ဒီမေကုန်းကိုလူတော်တော်များများကလည်းမေးဘူးကြလိမ့်မယ်လို့ထင်တယ်။တော်တော်များများကလည်းတွေ့ဘူးကြတယ်လို့ဖြေကြသလိုတချို့ကလည်းမတွေ့ဘူးကြဘူးလို့ဖြေမှာပဲ။ အယုံကြည်မရှိတဲ့သူတွေကလည်းဒုနဲ့ဒိနဲ့ပါကျွန်တော်ကလည်းအယုံကြည်မရှိတဲ့သူအမျိုးအစားထဲမှာပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တငယ်ချင်းအပေါင်းအသင်းတွေနဲ့စကားဆက်မိကြတိုင်းညင်းကြကုန်ကြတာလဲခဏခဏပါတငယ်ချင်းတွေထဲမှာကျွန်တော်နဲ့ဖုန်းရကတစ်ခွဲကျန်တဲ့သူတွေကတော့ရှိတယ်ယုံတယ်ဆိုတာကြီးပဲဒါတွေကအရင်ကတည်းကညင်းနေကြဒါပေမဲ့တစ်စိတ်တည်းတကယ်ရှိမရှိဆိုတာကိုတော့ဘယ်သူမှတတ်သိမပြနိုင်ခဲ့ကြပါဘူး ဒီလိုနဲ့တက်တည်ပြနိုင်တဲ့တနေ့ကိုရောက်လာခဲ့ကြတယ်။အယုံကြည်လုံးဝမရှိခဲ့တဲ့ကျွန်တော်ကိုပြောင်းလဲစေခဲ့တဲ့နေ့လေးကိုတော့ကျွန်တော်ဟာမေ့လို့ရမယ်လို့မထင်ပါဘူး။တရက်ကျွန်တော်တငယ်ချင်းရဲ့မိတ်ဆွေတယောက်ကသူ့နဲ့စကားဆက်မိကြရင်မင်းတို့မယုံဆိုရင်သွားလိုက်လာလိုက်။အဲ့လိုဆိုပြီးတော့နေရာတစ်ခုကိုညွှန်ပေးလာတယ်။သူညွှန်ပေးတဲ့နေရာကမြဝကျုံပေါ်ကမြို့ငယ်လေးရဲ့အနီးမှာရှိတဲ့လွှမ်းငယ်စနပုတ်လေးပါ။ ရွာနမရခိုင်းတော်တဲ့ကျွန်တော်နဲ့ဘုံမြတ်ကတော့သွားကျင်ကြတယ်ကျန်နေသူတွေကတော့မသွားရကြပါဘူးသူတို့ကိုမရမကနဲ့အတင်းခေါ်ရတယ်ဒါမှတစေတရေဆိုတာတကယ်မရှိဘူးလို့လက်တွေ့ရှင်းပြလို့ရမှာသူတို့မလိုက်ရရတဲ့အကြောင်းရင်းဟာအိုရင်ပြကြရင်တည်သွားပြီးတော့မကျွတ်ပဲခြောက်နေတယ်ဆိုတော့တစေမကြောင့်ပါနောက်ဆုံးတော့ကျန်တဲ့တငယ်ချင်း၃ယောက်ကလည်းမငင်းတာကြတော့ပဲလိုက်လာခဲ့ရတယ် ကျွန်တော်တို့အကုန်လုံးစုစုပေါင်း9ယောက်ပါကျွန်တော်ရဲ့ဖုံးမြတ်ရဲ့ရဲသွေးအောင်ပြီးတော့ဖြိုးသူရာနဲ့ထူးနိုင်အားလုံး9ယောက်ကခရီးစားထွက်လိုက်ကြတယ်အဲ့ဒီအရာကိုရောက်ဖို့ဟာ expect ကအရင်စီးပြီးတော့မှစက်လေတခါထက်စီးပြီးတော့မှရောက်ကြတာကျွန်တော်တို့ရောက်သွားတော့ရောင်လည်လည်နဲ့ပါအတိမိတ်ဆွေရလည်းမရှိပါဘူးတရေတကယ်ရှိမရှိဆိုတာစောင့်ဆန်းကြင်ုံနဲ့လာခဲ့ကြတာလမ်းညွန်ပေးတဲ့သူကလည်းသူလည်းတဆင့်စကားနဲ့တည်ရတာဆိုတော့ နေရာပဲညွန်ပေးလိုက်နိုင်တယ်။ကျွန်တော်တို့ကလည်းဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ရွာထဲကိုဝင်လာခဲ့ကြတာ။ရွာအင်ကြီးကတရာလောက်တော့ရှိပေမဲ့လူလူတူတူတော့တိတ်မတွေ့ရဘူး။တိန်နဲ့တန်ရလည်းနည်းနည်းလှမ်းတယ်။ရွာလေလန်းတိုင်းဝင်လာရင်တဲလို့ခေါ်လို့အဆင်ပြေနိုင်မဲ့အိမ်ကိုအရင်ရှာကြတယ်။ကျွန်တော်တို့ရွာထဲကိုဝင်ပြီးတော့တိတ်မကြဘူး။ရွာကနေရအတီးတီးအိမ်ထဲကနေထွက်ကြည့်လာကြတယ်။ရွာလေးကနည်းနည်းခေါင်းလို့လာတော့မသိပါဘူး။ လူစိမ်းဝင်လာရင်အကုန်လုံးကထွက်ကြည့်ကြတာများကျွန်တော်တို့မှာနိုင်ငံကျော်မင်းသားတွေလို့တောင်မှထင်မိလာသေးတယ်။အနီးနားလူကိုစကားဆပြီးတော့မေးကြည့်လိုက်တယ်။ကျွန်တော်တို့ကလည်းကိုကိုကိုမိတ်ဆက်လိုက်ကြတယ်။သူတို့ကလည်းဖော်ဖော်ရွရွတွေပါပဲ။ဘာအကူညီလို့လဲလို့လည်းမေးကြတယ်။မိတွေနဲ့မှတေးသွားလို့မချွတ်ဘူးဆိုတာကိုလာလေ့လာတာလဲဆိုရောသူတို့အကုန်လုံးကအနောက်ကိုစောက်သွားကြတာ။ကျွန်တော်တို့ကလည်းစကားများမှားပြီလားလို့ထိတ်ခနဲဖြစ်သွားကြတာ။ ူတို့တဲ့ဟာအသက်60ဝန်းကျင်ဦးလေးကြီးတယောက်က စပြောလာတယ်။ငါတူကြီးတို့ဒီလောကမဆနောက်ကောင်းဘူးနော်မစိုးစမ်းကျင်ကြနဲ့လှဲ့တာပြန်ကြတော့ကွာ။ဒီလိုပါဦးလေးရဲ့ကျွန်တော်တို့ဟာလိလာခြင်းုံမှာစဖို့နောက်ဖို့လည်းမဟုတ်ပါဘူး။တကယ်ရှိမရှိသိရုံပဲတော်ပါပြီ။ကျွန်တော်တို့နှုတ်ဆီးလက်စောင့်ပါမယ်။ရွာလူတွေကလက်မခံကျင်ကြပါဘူး။ကျွန်တော်တို့ကိုပြန်ပဲပြန်ခိုင်းနေကြတယ်။ ကျွန်တော်တို့ကလည်းမတိရမချင်းမပြန်ဘူးလို့ခန့်ညင်းကြတယ်။တကယ်ခန့်ညင်းတာကကျွန်တော်နဲ့ဖုံးမြက်ကတိုင်ကန်။ဟိုကောင်တွေကငိုရရမှမလိုက်ချင်တော့ပြန်မယ်ကြီးပဲလုပ်နေရ။နောက်တော့ရွာလူတွေကလည်းပြောရတာမောလာတယ်နဲ့တူတယ်။အဲ့ဒါဆိုရင်လည်းအဲ့ဒီအိမ်မှာတညလောက်နေကြီးလို့ပြောလာကြတယ်။သူတို့ပြောတဲ့အိမ်ဆိုတာကကောင်မလေးတည်သွားတဲ့အိမ်ကိုပြောကြတာ။နေမယ်လို့ပြောပြီးတော့လိုက်ဖို့ခိုင်းလိုက်တယ်။ရွာလူနှစ်ယောက်ကလိုက်ဖို့ပေးကြတယ်။ ိမ်လေးရာမြေနှိပ်ပိုင်းထဲမှာရှိတယ်။ဘေးမှာကတော့အိမ်တွေလည်းမရှိဘူး။သူတို့ပြောတာကတော့လက်တရဲ့အိမ်လို့ပြောတယ်။ကောင်မလေးရဒီရွာလည်းမဟုတ်ဘူး။တခြားကနေလက်တစီကိုခလေးလာဖြတ်ချတာ။ကလေးဖြတ်ချရင်းနဲ့တည်တာလို့တော့ပြောတယ်။ကောင်မလေးတည်ပြီးတော့တော်တော်လေးကိုခြောက်နေလို့လက်တရာအိမ်ုံပြစ်ခဲ့ပြီးတော့တခြားမှာအိမ်ပြန်ဆောက်နေတာတဲ့။သူတို့ပို့ပေးတဲ့အိမ်နာကိုရောက်တော့ လိုက်ဖို့ပေးတဲ့လူမျိုးကအိမ်ကိုလက်ညှိုးချိုးပြပြီးတော့ပြန်ပြေးသွားကြတာကျွန်တော်နဲ့ဖုံမြတ်ကတယောက်ကိုတယောက်ကြည့်ပြီးတော့ပြုံးမိကြသေးတယ်တော်တော်ကြောက်တတ်တဲ့သူတွေပဲဆိုပြီးတော့ပေါ့ဗျာအိမ်ထဲဝင်ဖို့လမ်းလေကားတစ်ပုံပေါ်ထားတဲ့မိသားအနေဆင်းရတာအိမ်ဟာလမ်းအောက်မှာရှိတာထရဟောင်းအိမ်လေးတစ်ခုပါလူမနေတာကြပါမို့လို့ရိုင်နေတဲ့ပုံလေးဖြစ်နေတယ်ခြံစည်းရိုးကလည်းမရှိပါဘူးအိမ်မေးမှလည်းခြုံနေပြီပဲ ျွန်တော်တို့ကလည်းခြုံတိုးပြီးတော့အိမ်ထဲဝင်လာခဲ့လိုက်ကြတယ်။အိမ်ကအတွင်းပိုင်းမှာလည်းဘာပစ္စည်းမှမရှိဘူး။အခန်းကတော့သုံးခန်းကန်ထားတယ်။အိမ်ခန်းလိုလိုကနှစ်ခန်းနောက်တစ်ခန်းကအမီးဖို့ကြောင်လို့ထင်တယ်။ခမင်းစားပါညာအတွက်ဖြစ်မယ်လို့ထင်တယ်။တချို့ဆိုထရံနေပါပေါက်ပြဲလို့နေတာ။ကျန်းကင်းနေရလဲဝက်ကလိုမျိုးခင်းထားကြတယ်။ကျွန်တော်တို့ဝိတ်နဲ့အိမ်ပြိုကြမှာတော့မှစိုးမိသေးတယ်။အိမ်ထဲကညင်တူတူနဲ့ဟာတော်တော်ဆိုးတာမို့ ဇနင်းပေါက်တကားတွေကိုအကုန်ဖွင့်လိုက်ကြတယ်။ခရီးပန်းလာလို့လဲတဲ့သူကလဲ။တရားတပေါက်ပြောတဲ့သူကပြောပေါ့ဗျာ။ဖြိုးသူရာကတော့တော်တော်ကြောက်နေပုံရတယ်။လူနောက်ကိုတကားအောက်ကိုလိုက်နေရ။ဒီငါးယောက်နဲ့အရာတချမ်းပြည်နေပြီကိုသူကလိုက်ကန်နေတာ။ရေချိုးခြင်းနေမယ်ရေချိုးကိုမပြောနဲ့ချိလက်စည်းမို့တော့မှရှိရမရှိဘူး။အဲ့ဒီမှာခဏနာပြီးတော့အထုပ်ပိုးတွေကိုထားခဲ့လိုက်ကြတယ်။ရွာလေဘက်ကိုပြန်ထွက်လာခဲ့ကြတယ်။ ဘိုက်ကလည်းစားကြပြီလေရွာထဲကလူတွေကတော့ကျွန်တော်တို့ကိုတွေ့တာနဲ့ဝိုင်းလာကြတာတရေတွေ့ခဲ့လားဆိုပြီးတော့သူတို့ကလည်းစိတ်ဝင်စားနေကြတာကျွန်တော်တို့ကဘိုက်စားလို့စားစရာလေးဝယ်ခြင်းနဲ့ဆိုတော့ရွာမှာဘာဆိုင်မှမရှိဘူးတဲ့ရွာလူတွေကတော့သူတို့အိမ်မှာလာစားပါလို့အတင်းလူရခေါ်ကြတာချစ်စရာဓလေ့လေးတွေပေါ့ဗျာကျွေးခြင်းမွေးခြင်းနဲ့စေတနာတရားတရားကိုမျက်ဝါးတင်တင်နဲ့တွေ့မြင်ခဲ့ရတယ် နီးစက်ရအိမ်တိုင်ကိုဝင်ပြီးရောကျွန်တော်တို့လည်းထမင်းလိုက်စားလိုက်ကြတယ်။စားရင်းနဲ့အိမ်ပိုင်ရှင်လက်တယ်ကြောင်မေးကြည့်လိုက်တော့လက်တယ်ကရွာတောင်ပတ်မှာနေတာတဲ့။ကျွန်တော်တို့ကလည်းလက်တယ်ကိုသွားတွေ့လိုက်ကြတယ်။အချိန်ကလည်းပိုနေတာဟုတ်။လက်တယ်အိမ်ကိုရောက်တော့သူကပြောပြတယ်။တည်သွားတဲ့ကောင်မလေးရဲ့နာမည်ကအေးမြမောနဲ့အသက်က20ပဲရှိသေးတယ်လို့ဆိုတယ်။သူ့စီကိုလာတော့ကိုဝင်ကလေးလရှိပြီလို့ပြောတယ်။ လက်တဲ့ရဖျက်လို့မလွယ်လို့မွေးခိုင်းပေမဲ့ကာမာလီရဲ့အမေကအတင်းဖျက်ချခိုင်းခဲ့တာလို့ဆိုတယ်။လက်တဲ့ရလည်းစူးစမ်းပြီးတော့ဖျက်ချပေးပေမဲ့ကာမာလီကတော့အသက်ဆုံးသားခဲ့ရတာပေါ့။ကာမာလီတည်သွားတော့မှပဲသူ့ရဲ့အမေကယူကျုံးမရဖြစ်ကြော်တာ။အေးမြမုံရဲ့လောင်းကိုဂိုင်းတော့တုတ်တံမှပဲမြုပ်လိုက်ကြတာတဲ့။ဒါပေမဲ့အေးမြမုံကလက်တဲ့ရဲ့အိမ်မှာတော်တော်လေးကိုခြောက်နေလို့စက်မနေရဲပဲနဲ့ပြောင်းလာတာလို့လည်းပြောတယ်ဗျ။ ရွာမယုံတဲ့သူတွေကလည်းလက်တရဲ့အိမ်မှာစားရကြဘူးတဲ့။ဒါပေမဲ့အိမ်မြမဝင်းညင်ကအရန်ချောင်းနေလို့ပြေးကြတဲ့သူတွေကြီးပဲလို့ဆိုတော့ကျွန်တော်တငယ်ချင်းတွေမျက်စိမျက်နှာပြတ်သွားတာကိုတွေးလိုက်မိသေးတယ်။ဒီကောင်လေးကြားရုံနဲ့တင်ဒီလောက်ချောက်ချားနေရင်ဆိုပြီးတော့တွေးမိလိုက်သေးတယ်။လက်တဲ့အိမ်ကနေပြန်ပြီးတော့အိမ်ထဲလာဝင်နားကြတာပေါ့။အင်းမန်းလာလို့အကုန်လုံးကနစ်နစ်ဆက်ဆိုင်ကြီးကိုအိပ်ပျော်သွားကြတယ်။ကျွန်တော်ကိုရဲတဲ့အောင်လာနိုးတော့မှပဲကျွန်တော်နိုးလာတယ် သူလာနိုးတော့မောင်ကြီးပြောနေပြီချူနိုင်ပြောင်းနေလို့ဆိုပြီးတော့လာနိုးတာအကုန်လုံးလိုက်ရှာကြတာပေါ့ဖယောင်းနိုင်ချွတ်တဲ့သူကချွန်းတမီးချွန်းပြီးတော့ရှာကြတာတွေ့မဲ့တွေ့တော့အိမ်နောက်ဘက်မှာငုံတုတ်ထိုင်နေရဘာဖြစ်ကြလဲလို့မေးကြည့်တော့လဲဥကြောင်ကြောင်နဲ့သူ့သူဘယ်ရောက်နေမှန်းသိပုံမရပါဘူးကျွန်တော်တို့ကိုမြင်တော့မှအသိစိတ်ဝင်လာပြီးတော့ခရံကရန်းနေထပြောလာတာကျွန်တော်ကလည်းသူတို့အကြောက်လို့နေမှရိမ့်ပြီလို့အကုန်လုံးကိုအိမ်ထဲဝင်ပြီးရာနဲ့ သူတို့ကိုစောက်ကြည့်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။နည်းနည်းအိတ်လိုက်ရတော့လူကတော့လန်းလာပြီ။ကျန်တဲ့သူတွေကတော့မအိတ်ကြတော့ပါဘူး။စကားဝိုင်းဖွဲ့ပြောကြရင်လည်းအင်းမြမုံရဲ့ဝိညာဉ်ဘယ်အချိန်ထွက်လာမလဲဘူးပဲစောင့်နေကြတာ။ညဆယ်နာရီလောက်ရောက်တော့ဖုံမြတ်ကတယောက်တည်းထားရပါရော။ကျွန်တော်တို့အားလုံးကြောက်သွားမိကြတယ်။ကြီးစရာလည်းမပြောဘဲနဲ့သူကတယောက်တည်းရှိနေတာ။ပြီးတော့သူ့ဘိုက်ကိုလက်နှစ်ဖက်နဲ့တောင်မှ ပိုက်ထားသေးတာ။ ကျွန်တော်တငယ်ချင်းတွေကဖုံးမြတ်ကိုတရေပူးနေပြီဆိုပြီးတော့အိမ်ကနေပြန်ထွက်ဖို့ပြောကြပေမဲ့ကျွန်တော်ကခေါင်းမမာနဲ့ညင်းခဲ့မိရဲ့တကယ်ဆိုသူတို့ပြောတယ်လို့ပြန်ထွက်ခဲ့ရင် ကောင်းမှာပဲလို့တစ်ခါခါတွေးမိပါတယ်ကျွန်တော်ကမကြောက်တတ်တဲ့သူဆိုတော့ဘာမှမဖြစ်ဘူးလို့ပဲပြောလိုက်တယ်ဖုံးမြတ်ကတော့ရည်နေရင်နဲ့ဘိုက်စာလိုက်တာအဲ့လိုပြောလာတယ်ကျွန်တော်ကကြောပွေထဲကမုတ်တွေထုတ်ပြီးတော့သူကမစားကျင်ဘူးတဲ့ ဒါပဲပါလာတာလို့ပြောပြီးတော့မုတ်တွေပြန်ချက်နေတော့ရဲသေးရအောင်လဲပင်ထညစ်ပါရောကျွန်တော်တို့ကလည်းဝိုင်းဆွဲကြပါမိ့ဒီကောင်ကအားကိုတော်တော်ကောင်းနေရာတော်တော်နဲ့ဦးဆွဲလို့မရဘူးထူးနိုင်ရပတ်ဆက်အိတ်တဲကမဟာမြတ်မုဏိဖရာပုံတော်ထုတ်ပြီးတော့ဖုံးမြက်ရဲ့နပူပေါ်ကိုကပ်ပေးလိုက်တော့မှငြိမ်ကျသွားတာအဲ့တော့မှဖုံးမြက်ကလည်းတတိပြန်ကတ်လာတော့တာအကုန်လုံးကတော့ကြောက်နေကြတာပေါ့ကျွန်တော်လည်းနည်းနည်းတော့လန့်လာတယ် အိမ်ကနေပြန်ထွက်ရမလားလို့တွေးနေတော့အိမ်ဝမှာမိမတယောက်ကကြောပေးပြီးထိုင်နေတာကိုရုတ်တရက်တွေးလိုက်ရတော့တယ်။ဖျောင်းနိုင်မီတွေကအများကြီးထွန်းထားတော့တိတ်တိတ်ကြပ်ကြပ်အောင်မြင်နေရတာ။သပင်ကခုံဝဲကြော်ကြော်လေးနဲ့ဗျ။ခေါင်းငုပ်ပြီးတော့ထိုင်နေတာ။အကုံလုံးကအိမ်ထဲပိတ်မိတယ်လို့ဖြစ်နေပြီလေ။သူကအိမ်ဝမှာထိုင်နေပြီးတော့ပိတ်ရက်ထားတာ။ကျွန်တော်လည်းတရေမှန်တိလိုက်ပါပြီ။ကြောရိုးတဲ့စိတ်လာပြီးတော့ခေါင်းဝါသပင်နေရလဲထောင်တက်လာတယ်။ တငယ်ချင်းတွေအကုန်ပူးကပ်ပြီးတော့အနောက်ဆုတ်လာကြတာအိမ်နောက်ထီပဲအနောက်မှာထရံမဲကျန်တော့တယ်အဲ့ဒီတရဲမကကြောပေးထိုင်နေရင်းနဲ့သူ့ရဲ့ခေါင်းပြန်မော့လာတယ်ပြီးတော့ကိုကမရွေ့ပဲနဲ့ခေါင်းတစ်လုံးနဲ့တဖြည်းဖြည်းလှည့်လာတယ်ကျွန်တော်တသက်နဲ့တကူအခုလိုမြောင်းဝါတင်တင်တွေ့ဘူးလားပထမဆုံးပဲဗျာဘလောက်တောင်ကြောက်မိလဲဆိုရင်လေဒူးနှစ်ဖက်ကတဆက်ဆက်တုံလာပြီးတော့စကားတန်နေတော့မှမထွက်လာနိုင်တော့ဘူး ။တငယ်ချင်းတွေအကုန်လုံးကဗဇက်ကအာစိမ့်မိထားတယ်လို့ပဲ။အော်မရဟဲ့မရနဲ့အတမထွက်ကြတော့ဘူး။လှဲ့လာတဲ့ကောင်ကကျွန်တော်တို့ကိုစိုက်ကြည့်နေတာ။ပြီးတော့ထရက်လာတယ်။ကျွန်တော်အသေးရေဦးရေပြောင်းဆန်ကုန်တယ်လို့ပါပဲ။တရေမကကျွန်တော်တို့စီကိုနောက်ပြန်လျှောက်လာနေရာစဉ်းစားကြည့်တော့ဗျာ။ကျောဘကနေခေါင်းကမျက်နာဖြူဖြူကြီးနဲ့နောက်ပြန်လျှောက်လာတာဘသူမလက်မဲရှိမလဲဖြိုးသူရာနဲ့ဖုံးမြက်ကအမှားရင်မိလဲကြသွားတယ် ကျွန်တော်တို့ကတစ်ဖက်ကအိမ်တောက်စီကိုအရင်ပြေးလိုက်ကြတယ်။ဒူးတုံနေပေမဲ့အာတင်ပြီးရထပြေးကြတာ။အိမ်တစ်ဖက်ကိုရောက်ကြနဲ့အိမ်ဝစီကိုတစ်ခါထပ်ပြေးလိုက်ကြတယ်။အိမ်ပြင်ဘက်ကိုကျွန်တော်တို့ဘလို့ရောက်မှန်းမသိဘူး။ပြင်းရင်နဲ့မှကျွန်တော်တို့တတိယမိသွားတယ်။အိမ်ထဲမှာဖြိုးသူရာနဲ့ဖုံးပြကြံခဲ့ရဲဆိုတာကိုနောက်တော့မှတတိယသွားကြတာ။ကျွန်တော်တို့အိမ်ထဲကိုတော့ပြန်မဝင်ရဲတော့ပါဘူး။တငယ်ချင်းတယောက်ကိုလည်းခြံခဲလို့မဖြစ်ဘူးလေ။ အိမ်ဝါနေပဲអော်ခေါ်ပြီးတော့ထွက်လာခိုင်းလိုက်မယ်ပေါ့တောင်ရောက်တာတုံတုံရင်နဲ့အိမ်နားကိုထက်ပြီးတော့ကတ်သွားကြတယ်အိမ်မော်တက်တက်လေကားတိုင်းကိုတက်လာပြီးတော့အိမ်ပဝါမှာတောင်ရောက်တာပူးကတ်နေရင်အိမ်ထဲကိုလှမ်းကြည့်လိုက်ကြတယ်တတိမိနေတဲ့ဖြိုးသူရနဲ့ဖုံးမြကျုံနှစ်ယောက်ကြားထဲမှာတရဲမကရက်နေတာကိုတွေ့ရနဲ့ကျွန်တော်တို့လည်းပြန်ဆင်းပြေးလိုက်ကြတယ်။ရွာကန်တွေကိုအကူကြီးတောင်းပြီးရောမှ ပြန်သွားခေါ်မယ်လို့တိုင်ပင်လိုက်ကြတယ်။ ရွာတွေကိုကျွန်တော်တို့ပြန်ပြေးလိုက်ကြတာပေါ့ကျွန်တော်တို့တန်ဟူကြတော့ရွာလူတွေကလည်းထွက်လာကြတယ်ကျွန်တော်တို့လည်းအကျိုးအကြောင်းပြောပြပြီးတော့အကူအညီတောင်းတော့ရွာလူတွေကလည်းလိုက်လာကြပါတယ်လူအယောက်20အင်အားလောက်ဆိုတော့ကြောက်စိတ်ကနည်းနည်းလောက်လျော့သွားတယ်အိမ်နားကိုပြန်သွားပြီးတော့အိမ်မုံကိုပြန်တက်လိုက်ကြတယ်လူများလူလာတော့မသိပါဘူးတရေမအောင်မတွေ့ရတော့ပါဘူးတငယ်ချင်းတယောက်ကိုတတိပြန်လဲလောင်းလို့နှုတ်လို့လိုက်တော့သူတို့တတိပြန်ရလာကြတယ် တတိယလာတဲ့ကျွန်တော်တငယ်ချင်းတွေလည်းငိုကြတော့တယ်။သူတို့ကိုတွဲခေါ်ပေးတဲ့သူကတွဲခေါ်အတုပ်ပိုးတွေကိုပြန်တယ်ပေါ့လေ။ချွန်ထားတဲ့ဖျောင်းနိုင်တွေကိုလည်းကျွန်တော်ပြန်သိမ်းလိုက်ရသေးတယ်။မတော်အိမ်မီလာရင် အမှုပတ်ရမှာစိုးသေးတယ်။အကုန်လုံးအရင်နေပြန်ထွက်လာကြတော့အားလုံးကအေးအေးဆေးဆေးပါပဲ။ရွာလေလန်းပေါ်လဲရောက်တော့ရွာထဲဟခွေးတွေကဇက်တိုက်ဥကြတော့တာ။ကျွန်တော်တို့အုပ်စုကိုကြည့်ပြီးတော့ထိုးဟောင်တော့တာပဲ။ ကျွန်တော်တို့လည်းကြောကြမ်းကြမ်းနဲ့ဆက်လျှောက်လာလိုက်ကြတယ်။ဒါပေမဲ့ကျွန်တော်မြင်လိုက်ရတယ်။ကျွန်တော်ရှိနှစ်ယောက်ကျော်မှသပင်ကဝဲနဲ့တရဲမှအတူတူလိုက်ပါလာတယ်ဆိုတာပဲ။ကျွန်တော်လေးလန့်ပြီးတော့အော်ဟစ်ပြစ်လိုက်တယ်။အကုန်လုံးကလည်းလန့်ပြီးတော့ကျွန်တော်ကိုဝိုင်းကြည့်ကြတယ်။ဘာဖြစ်ကြလဲဆိုပြီးတော့ကျွန်တော်ကိုမေးကြတယ်။ကျွန်တော်ကလည်းအားလုံးကိုပြောပြလိုက်တယ်။ဒီထဲမှာတရဲမှပါလာတယ်ဆိုတာကိုသူတို့ကလည်းနားလေကြတယ်နဲ့တူပါတယ်။ ရွာထဲရာဘုန်းကြီးเจ้าကိုအရင်ဆုံးသွားကြတော့တယ်။ဘုန်းကြီးเจ้าရောက်တော့စိတ်ထဲမှာနှွေးသားတယ်လို့ဖြစ်သွားတယ်။เจ้าနဲ့ဘုန်းကြီးကိုယ်တိုင်ကြွလာပြီးတော့ပရဲ့ရည်တွေဖြန်းပေးတယ်။မြစ်ကြပူပြီးတော့အမျှပေးဝေပေးလိုက်တယ်။ကျွန်တော်တို့လည်းဘုန်းကြီးเจ้าမှာပဲအိတ်လိုက်ကြတယ်။ကျွန်တော်တို့ကိုကူညီပေးတဲ့ရွာကန်တွေကလည်းအိမ်ဝမပြန်ကြတော့ပါဘူး။အဲ့ဒီမှာပဲအိတ်လိုက်ကြတယ်။သူတို့ပြောတာကတော့သူတို့အိမ်ပြန်ရင်လည်း သူတို့ရဲ့နောက်ကိုတရဲမှလိုက်ပြန်လိမ့်မယ်လို့ဆိုကြတယ်။ကျွန်တော်ကတော့လေအဲ့ဒီဖြစ်ပျက်တွေကြုံမိရဲ့ကတရဲတစီတကယ်ရှိမရှိဆိုတာမျိုးရောင်လို့တော့မှမစမ်းသပ်ဖြစ်တော့ဘူး။တကယ်လို့မယုံတဲ့သူတွေစမ်းသပ်ခြင်းနဲ့ဆိုရင်တော့မှဂိုင်းတော့ရွာလူမနေရတဲ့လက်တဲ့အိမ်ကိုတော့ရှောင်ကြပါဗျာ။ကျွန်တော်တို့တော့မှတဲစီပြက်ခဲ့ရတာမဟုတ်လား။ ပစ္စမဲ့ဇလန်းလေးကတော့စာရေးစရာလွေလင့်လူတွန်တေးရေးသားထားတဲ့အပေပုံသူတို့မဟုတ်မပန်းဝေဆိုတဲ့ဇလန်းလေးပဲဖြစ်ပါရဲ့ရှင်လုံးခဲ့တဲ့ရှင်းနှစ်ခန်းလောက်ကဖြစ်တယ်။နှွေရဲ့နနက်ခင်းလေးရာ၆တွေ့တယ်လို့ဆိုပေမဲ့ကျွန်တော်တို့နေထိုင်တဲ့တွန်တွေးမြို့ရဲ့ရွာလေးရာတော့အလူပွဲမင်္ဂလာပွဲကြီးနဲ့စီကားလျက်ရှိနေပါတယ်။စောကြီးညီလေးရေထတော့လား။ ခမင်းစားပြီးတော့ထင်းခုတ်သွားကြရအောင်ကျွန်တော်နဲ့ညီကိုလိုချစ်ခင်တဲ့ကိုကြီးကျော်ကထင်းခုတ်သွားဖို့အတွက်လာခေါ်နေခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကိုကြီးကျွန်တော်ကလည်းအိယာအနေလူလဲထားလိုက်ပြီးညနာသေးခမင်းစားပြီးရနောက်ကိုကြီးကျော်နဲ့ဓာတလက်စီဆွဲရင်နဲ့တင်းချိုင်တော့ဘက်ကိုထွက်လာခဲ့လိုက်တယ်ရောမားလည်း EBC မိမရသေးတဲ့အချိန်ဖြစ်တာကြောင့်ထင်းမိနေပဲချက်ကြပြုတ်ကြရတာအိမ်တိုင်းလူလိုနှွေရောက်တဲ့အခါမှာထင်းရှားရတဲ့ဒုက္ခမသေးလာပါဘူး စကားတပြောပြောနဲ့ရှောက်လာရင်တင်းဆိုင်တော်စီကိုရောက်လာခဲ့ကြတယ်။ကိုကြီးကျော်တို့ချောင်းအားရတင်းဆိုင်တော်နဲ့ကက်ရက်ဖြစ်ပြီးတော့ပေါက်ပန်းဖြူပင်နေကိုလည်းအများပြားစိုက်ထားကြတယ်။နှွေးကမှပင်နေချက်သွားတာနဲ့ချင်းပြစ်ခုတ်ကြရတာ။အဲ့ဒါကနှစ်စဉ်နှစ်တိုင်းမျိုးတဲ့အလုပ်တစ်ခုပါပဲ။ဆန်နောက်ဘက်ကကိုကြီးကျော်ပင်ခုတ်လဲနေတဲ့တန်ကိုတက်တက်လေးကြားနေရပါတယ်။ကျွန်တော်ကလည်း ပေါက်ပန်းဖြူပင်ကြီးတစ်ပင်ကိုစတင်ခုတ်လဲလိုက်တယ်။ ရုတ်တရက်တွေ့လိုက်ရတာကမြေကြီးထဲဟာလက်တပတ်ထွက်နေတဲ့တစ်သားယုတ်လေးတစ်ယုတ်ဖြစ်နေရဲ့လက်ထဲဟာဒါနဲ့ကလော်ကြည့်မိလိုက်တော့လက်ရသေးသက်လုံးနဲ့မင်းသမီးဒါမှမဟုတ်ကကြည့်တဲ့ယုတ်လေးတစ်ယုတ်ဖြစ်နေရဲ့ကိုကြီးကျော်ရေးဝေးဒီဘက်ကိုလာပါဦးဗျကိုကြီးကျော်ဟာခါရဲရေဘူးကိုမောတောက်လာရင်နဲ့ဘာရောဟာမင်းရလဲအလန့်တကြားနဲ့ဒီမှာကြည့်အောင်လက်ထဲရရုပ်ကလေးကိုသူ့ကိုကမ်းပေးလိုက်တဲ့အခါ သူကအဲ့ဒီရုပ်လေးကိုစိတ်ဝင်တစားကြည့်ရှုလိုက်ပြီးရဲ့နောက်စောရီအယုပ်လေးကလက်ရတော့မြောက်သားဟာအယူသွားကြည့်မယ်ကွာဖြစ်ပါမလားကိုကြီးကျော်啊ကျွန်တော်စကားကြောင့်ကိုကြီးကျော်ကအနှဲငယ်စဉ်းစားလိုက်ပြီးရဲ့နောက်ဖြစ်ပါတယ်ကွာအိမ်ကအဲ့ဒါမျိုးတွေအယူမရှိဘူးဒါဆိုလဲယူသွားတာပေါ့ဗျာအပင်ကြီးတယောက်တပင်ထမ်းပြီးတော့ရွာဘက်ကိုကျွန်တော်နဲ့ကိုကြီးကျော်ကပြန်ခဲ့ကြတယ်အဲ့ရောက်တော့ကျွန်တော်ယူလာတဲ့အယုပ်ကြီးကို ိုကြီးကျော်ရဲ့ဖခင်ဖြစ်သူဦးမြငင်းရအသေးချာကြည့်လိုက်တဲ့အခါထတော့လာတယ်ကွအေးဒါပေမဲ့စိတ်ကတော့ခက်လေးလေးပဲဟိကျွန်တော်ကလည်းအယုတ်ကလေးကိုရေးစေးစက်ပြာတိုင်တေချာတန့်ရှင်နေအောင်တိုက်ချွတ်ပြီးတဲ့နောက်အဲ့ဒီယုတ်ကလေးရဲ့အလာပိုပြီးတော့ပေါ်လွင်လာတော့တယ်ပြပြလက်ပပြီးကနေတဲ့ဟန်မူယာနဲ့မူရှင်ထဲမှာအယမ်းကိုအေးချမ်းနေတယ်အယုတ်ကလေးကတောက်ပြောင်သွားတာနဲ့ကျွန်တော်အိတ်နေကြဖြစ်တဲ့ အခန်းကောင်းရင်ကြောင့်မှထောင်ထားပြီးတော့ကျွန်တော်လည်းရေချိုးထမင်းစားလိုက်တော့တယ်ရုပ်ရှင်ဇာတ်ကားတွေကြည့်ကြရင်လည်းညစိုင်းတိုင်းချိန်ဖြစ်လာတာကြောင့်ကိုစီအိယာဝင်လိုက်ကြတယ်။ကျွန်တော်အိတ်တဲ့ခန်းကတော့စတူကန်းနဲ့ကက်ရက်ဖြစ်ပြီးတော့စတူကန်းထဲကိုဝင်ကျင်ရင်ကျွန်တော်ရဲ့ခန်းကိုဖွင့်ပြီးတော့မှကျွန်တော်ခြေရနဲ့ဝင်သွားပြီးစတူကန်းတကားကိုဖွင့်ရတာ။အချားဝင်ပေါက်ဆိုပြီးတော့မရှိပါဘူး။အဲဒါကြောင့်ကျွန်တော်ကလည်းအိတ်ခန်းဒီတကားတွေကိုအသေးချာချက်ထိုးခဲ့တယ်။ ။နှွေဦးညာတိတ်ဆိတ်လျက်ရှိနေပြီးတော့လရောက်ရေးရေးနဲ့အလှဆင်လို့ထားပါရယ်။ညနေလာပြီးဖြစ်တာကြောင့်ကျွန်တော်လည်းနေ့လယ်ကပင်ပန်းထားတဲ့အချိန်ကြောင့်ငှိုက်မြီအိပ်ပျော်သွားပါရယ်။ကျွန်တော်နားထဲမှာခြေတန်တွေကို တရှက်ရှက်ကြားလိုက်ရတယ်။ကျွန်တော်လည်းအာယုံဆိုင်နားဆွနေရင်းနဲ့ခြေရနေစတုကန်တကာပွင့်လာတာကြောင့်ကျွန်တော်ခေါင်းထောင်ကြည့်လိုက်မိတယ်။လူတယောက်ကခြေနောက်ပြင်မှာတင်ပါလဲထိုင်နေတာကိုတွေ့လိုက်ရတယ်။ အတိကြကြီးလိုက်တော့အဲ့သူကမိန်းကလေးတယောက်ဖြစ်ပြီးတော့အမည်မသိတဲ့ပန်းညံ့နေရလဲတခံလုံးမွေးချိုင်တင်းပြန်လာတယ်။အဲ့ဒီမိန်းကလေးကခြံအောင်ထဲကိုနောက်ကျောပြေးပြီးတော့ဝင်ရောက်လာတယ်။ကျွန်တော်သိနေမြင်နေပါတယ်ဒါပေမဲ့ဗဆက်ကဘာမှပြောလို့မရပါဘူး။သူ့အတိုင်းသာလိုက်ပါမျောနေမိတယ်။ကျွန်တော်နားကိုကျောပြေးပြီးတော့လဲအိတ်နေတဲ့သူမရဲ့မျက်နှာကိုတော့မမြင်ရပါဘူး။ဒါပေမဲ့ခေါင်းမှာပန်းနေဝင်နေအောင်ပန်ထားတာကိုတော့ကျွန်တော်တွေ့နေရပါတယ်။ သူမတန်ထွက်လာတဲ့ရနံဟာကျွန်တော်ရဲ့စိတ်နဲ့ခန္ဓာကိုထိတ်ကျုံမရဖြစ်နေတယ်။သူမကိုနောက်ကျောင်းအနေတိုင်းဖန်လိုက်တော့နှစ်ဦးသားตาရရစ်မှုလို့သွားကြပါတယ်။ကောင်းလေးထတော့ခုနှစ်နာရီထိုးနေပြီကွ။ဦးမြငိမ့်တန်ဖြစ်ပြီးတော့ကျွန်တော်ညကိစ္စကိုတတိယသွားရင်ဘေးနားကိုစမ်းကြည့်မိလိုက်တယ်။ညလာတဲ့ဘန်းနေနဲ့အမျိုးသမီးရတော့မရှိတော့ပါဘူး။အန်အားစမ်းကြဲခြင်းတွေနဲ့မယုံကြည်နိုင်လောက်အောင်ဖြစ်နေရပါတယ်။ ကျွန်တော်အဲ့ရာကနေလူလက်ချရင်းနဲ့လက်ကခေါင်းရထောင်ထားတဲ့အယုတ်ကလေးကိုတိုက်မိသွားပြီးတော့လဲကျသွားတာကြောင့်အမတ်တမတ်ပြန်ကောက်လိုက်မိရဲ့ဟင်းသူသူဟုတ်ပါတယ်သူပါပဲခေါင်းမှာပန်းနေပန်းထားတာကိုကျွန်တော်ခုမှတတိထားကြည့်လိုက်မိတယ်အဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်ပြောပြခြင်းမိမဲ့ဘသူမှယုံမယ်လို့မထင်ပါဘူးတွေးလေခြောက်ချားပြီးတော့အိမ်မက်မက်နေတာပဲဖြစ်မှာပါလို့စိတ်ထဲထားရင်းနဲ့ဘသူ့ကိုမှကျွန်တော်မပြောပြပြစ်ခဲ့ပါဘူး ဒီကြအောင်တော့ဒီတညာထက်ဆောက်ကြည့်မယ်လို့စိတ်ပြေခဲ့တယ်။လောက်ဆရာရှိတာတွေကိုလောက်ရင်းနဲ့တနေကုန်ခဲ့ပါပြီ။ညာအရာဝင်ချိန်ဒီကျွန်တော်လုံးဝသတိမရခဲ့ပါဘူး။အန်အဝတိတ်ကအောင်မင်းညာလိုပဲဒီညလည်းထက်ဖြစ်လာတယ်။ကျွန်တော်အယုတ်ကလေးကိုထက်ခါတက်ခါကြည့်နေရင်းနဲ့စိတ်ထဲရလေးလံပြီးစိတ်သိမ်းမွေ့ညင်းနေထသွားတာကြောင့်အယုတ်ကလေးကိုနေရာတကျပြန်ထားလိုက်တယ်။အဲဒီနောက်ခြံထဲမှာအမိုက်လဲနေတဲ့ကိုကြီးကျော်ထံကိုဆင်းလာခဲ့လိုက်တယ်။ကိုကြီးကျော် အဲ့ညီလေးပြောလေခဏထိုင်ပါအောင်ဗျာတပြက်စည်းကိုချပြီးတော့ခြံဝန်းကပြစ်ပေါ်မှာဝင်ထိုင်လိုက်ကြတယ်ကဲပြော့ကွာဘာတွေများရေးကြည့်လို့တော့ဒီလိုဗျညဟာကျွန်တော်တွေ့ကြုံခဲ့ရတဲ့အရာတွေကိုမချွေးမကြံကျွန်တော်ပြောပြလိုက်ပြီးရဲ့နောက်မင်းဟာလည်းဟုတ်မဟုတ်ရဲ့လားကွာအမှန်မဲ့ကိုကြီးကျော်ရဲ့ကျွန်တော်မယုံလို့စောက်ကြည့်နေတာနှစ်ညရှိနေပြီအေးကွာအဲ့ဒါဆိုရင်ဒီညအဲ့ဒီရုပ်ကိုငါအခန်းထဲထားပြီးတော့အိတ်ကြည့်မယ် လာမလားစောက်ကြည့်ကြတာပေါ့ကွာအဲ့ဒါကောင်းတယ်ကိုကြီးကျော်အဲ့ဒီနေ့ဟာထင်းခုတ်ရေခန်းနဲ့ပြင်းပန်းကြတော့အဲ့ရဝင်စောကြတယ်ကျွန်တော်ခန်းထဲရရုပ်ကလေးကိုသူ့ရဲ့ခန်းထဲကိုပို့ခဲ့ပြီးတော့ကျွန်တော်လည်းပြင်းပန်းတာကြောင့်နှစ်ချိုက်စွာနဲ့အိပ်ပျော်ခဲ့ပါတယ်မနက်ခင်းရဲ့နေရောင်ကြီးကဇနင်းတကားစီကနေအိမ်ထဲကိုတိုးဝင်လာပြီးအဲ့ရမထသေးတဲ့ကျွန်တော်ကိုကိုကြီးကျော်ကလာလှုပ်နိုးတော့တယ်စောကြီးညီလေးစောကြီးရားကိုကြော် အေးညီလေးရေချတော့ခုနှစ်နိုင်ထိုးနေပြီကွာဟုတ်ကွေကျွန်တော်ကလည်းအိမ်ယာမှာလူလက်ထားလိုက်ပြီးမျက်နှာသေးကော်ပီတစ်ခွက်ဖြော်ပြီးတော့ခြံထဲကိုဆင်းလာခဲ့လိုက်တယ်။ကိုပြစ်ပေါ်မှာအသေးဆောက်ဆိုင်နေတဲ့ကိုကြီးကျော်ရဲ့နားဝင်ထန်လိုက်ရင်နဲ့ကိုကြီးကျော်ဘလို့လဲညကအခြေအနေကအေးကွာမင်းပြောတာတော့မှန်နေပြီငါညီကညကငါလည်းမင်းလိုပဲကြုံရတယ်။ငါတိတ်နေပြီမဲ့ငါရဲ့စိတ်နဲ့ခန္ဓာကိုထိ ंछ ုံမရဘူးဖြစ်နေတာ။ ကျွန်တော်ပြောတာပဲမယုံမဆုံးလို့စမ်းကြည့်ခိုင်းတာအခုတော့ကိုကြီးကြော်လဲကြုံရပြီမဟုတ်လားအေးကွာဒါနဲ့ငါတို့ဒီเจ้าကိုဖေးကြီးကိုပြောပြရင်ကောင်းမလားလို့ကဖေးကြီးဆိုတာကိုကြီးကြော်ရဲ့ဖခင်ဦးမြငိမ့်ဖြစ်တယ်ကောင်းတာပေါ့ကိုကြီးယာလူကြီးဆိုတော့အတွေ့အကြုံဘဝတုဒ္ဒရှိတယ်လေဗျာအေးဒါဆိုရင်လည်းသွားပြောရအောင်ကွာဟုတ်ကဲ့ကိုကြီးကြော်ဦးမြငိမ့်ကိုအเจ้าဆုံးပြောပြလိုက်ပြီးရဲ့နော် အေးကွယ်မဆုံးနိုင်တဲ့တန်တရာဝဲကရက်တွေထဲမှာချစ်ကြခင်ကြကျင်နာကြနဲ့လောကီရေရာအဖျက်ဖျားတွေကိုဆွဲလန်းနှစ်တက်ကြရင် လောဘဒေါသမောဟတွေဖုံးလွှမ်းလို့ဘဝမှောင်ကြပြီးတော့မကောင်းတဲ့နေကြတဲ့အပေပုံဘဝမှာကျင်နေကြရတယ်ကွမင်းတို့ပြောပုံရဆိုရင်တော့ဒီလက်ရမြောက်တဲ့အယုတ်ကိုချက်ချက်ကြထွင်းတူနေတဲ့ချိန်မှာအပေပုံသူတယောက်ယောက်ကတွေ့ကက်နေတာပဲဖြစ်မဲကွလူတွေကတတ်နဲ့ကန္တာတွေ့ရရှိနေစဉ်တော့ အလမန်းတွေတဏမန်းတွေငါဆိုတဲ့မာမနာတွေထောင်လိုက်နဲ့ဘဝရဲ့အချိန်တွေကိုအလင်းများကုံမမ်းမတိကုံဆုံးစေခဲ့တာပဲကွဘလောက်ပဲလှနေပါစေယောအလှမှာပြိုင်ဆန်ရှားပြီးတော့ကုတုအမှုကိုနေ့စဉ်နေ့တိုင်းပြုခဲ့ဘူးတဲ့ဝိတာခါလိုကြောင်းမယဟန်းမကြီးတောင်တင်မင်းနဲ့တွေ့တော့လဲအတုဘခန္ဓာကြီးကိုမလွန်ဆန်နိုင်ခဲ့ဘူးမဟုတ်လားအေးစံကျေရှုပ်တွေးလာတဲ့ဒီတန်တရာဝိတုခအတွင်းရနေတတ္တဝါအပေါင်းလုကင်းနိုင်ကြပါစေကွယ် ကဲငါသားတို့မင်းတို့ပြောတယ်ဒီရုပ်ကလေးကိုရွာပြင်နဲ့ရေကန်ကြီးကညောင်ပင်ကြီးရဲ့အောက်မှာဥတို့ကောင်းမှုတွေပြုတ်ပြီးတော့တွားပြန်ထားပေးလိုက်ပါကွယ်ဟုတ်ကဲ့ပါဦးကိုကြီးကျော်ကျွန်တော်တွေ့လာတာဆိုတော့ကျွန်တော်ပဲတွားထားလိုက်ပါမယ်အေးပါညီလေးရကျွန်တော်လည်းရွာထဲကပန်းစီမီရေချမ်းတွေကိုယူပြီးတော့ရွာပြင်နဲ့ရေကန်ကြီးစီကိုထွက်လာခဲ့လိုက်တယ်ဒီနေရာမှာကျွန်တော်နေထိုင်ရရွာရဲ့နဲ့ရေကန်ကြီးเจ้าကိုနည်းနည်းတော့ပြောပြရစီ ကျွန်တော်နေထိုင်ရာတွန်တွဲမြို့ရဲ့အစွန်ဘက်ကျတဲ့ရွာလေးမှာကန်ကြီးလို့အများအသိတဲ့နတ်ရေကန်ကြီးရှိပါတယ်။အဲ့ဒီရေကန်ကတောက်သုံးရေကန်ကြီးဖြစ်ပြီးတော့နှစ်ပေါင်းများစွာဝန်းကျင်ကရှိပြီလို့တက်ကြီးစကားတွေအရကြားသိရတယ်။ရေကန်ဟာတိတ်တော့မကျေလပါဘူး။ပင်နယာပတ်လည်ကန်တာကျယ်ဝန်းပြီးတော့နေမိုးဆောင်ရေကန်ချောက်ကျင်းမရှိခဲ့ပါဘူး။ကန်ရဲ့ရာဘက်ခြမ်းမှာရှေးအောင်လေးမျက်နှာစီတီတဆူတည်ထားပြီးတော့ CD ရဲ့နောက်ဘက်မှာတော့ကမ်ပိုင်ရှင်ဇနီးမောင်နှမ်းလို့ရှင်းလူကြီးတွေပြောတဲ့အုတ်ကူအိုဟာဝီနှလုံးရှိနေပါတယ်။ညအချိန်မှာဒီကန်ကြီးဘက်ကိုဘသူမှမလာရဲကြပါဘူး။အချောင်းကညဘက်ကန်ထဲကိုငါးခုဖမ်းဖို့လာတဲ့သူတွေကမ်ပေါ်မှာအရက်သေးစာတောက်စားတတ်တဲ့သူတွေမဖွဲမရပြုတ်လောက်တတ်တဲ့သူတွေဆဲဆူကြမ်းတတ်တဲ့သူတွေကိုကမ်ပေါ်ကြီးနားမှာရှိတဲ့အလွန်ကြီးမားတဲ့အပင်ကြီးတွေစီကနေကျောင်းမက်ွယ်တဆေကြီးတွေကခြောက်လန့်ကြကုန်တယ်ဆိုတဲ့အကြောင်းမျိုးမျိုးကြောင့် ဲ့ဒီကံကြီးကိုအဖော်မပါဘဲမသွားရကြပါဘူး။ရွာရဲ့အစွန်ဘက်လက်ကွင်းပြင်နေကြားမှာတည်ရှိပြီးတော့လူရသည်ရောက်တဲ့အခါပဝင်းကျင်ရွာတွေကတောက်တုံးရီပြက်လက်ခြင်းဒုက္ခကိုခံစားကြရပေမဲ့ကျွန်တော်တို့ရွာကတော့အဲ့ဒီရေကန်ကြီးရဲ့ကျေးဇူးကြောင့်ရေပြက်လက်ခြင်းလည်းမရှိခဲ့ပါဘူး။ဒါအပြင်ဘေးရွာတွေကလှေလဲတွေဖြင့်လာရောက်ခတ်ယူကြတဲ့အထိအားကယ်ရေခန်းချောက်သွားခြင်းမရှိတာဒီနိုင်ရေကန်ကြီးရဲ့အံဩဖွယ်ရာပင်ဖြစ်ပါတယ် ဲ့ဒီတဒူးကြတာကတော့ကရေကတ်နေတဲ့ချိန်မိန်းကလေးတွေကကန်တွင်းကိုခြေချော်ကြမိရင်ကန်တစ်ခုလုံးကရေတွေကချက်ချင်းနောက်ကျသွားပြီးတော့ရေထဲကျမိတဲ့အမျိုးသမီးကလည်းပျော်ကတစ်ခုခုဖြစ်တတ်တယ်လို့ဆိုကြတယ်။အဲ့လိုမဖြစ်လို့ပါကရေထဲကျတဲ့မိန်းကလေးကလက်ဖက်ကိုရနဲ့အမြန်တောင်းပန်ရပြီးတော့အဲ့လိုတောင်းပန်တဲ့အချိန်ကျမှပဲကန်ရေတွေကကြီးလင်းလာပြီးတော့အမျိုးသမီးကလည်းကြက်ကြက်မှမှရှိတတ်တယ်တဲ့။ နှစ်စဉ်နှစ်တိုင်းကန်တော်ရှင်မောင်နှမကိုပူဇော်တဲ့ပွဲကျင်းပရပြီးတော့လက်ဝင်တရားစက်သားအစိမ့်တွေကိုနှစ်စဉ်နှစ်တိုင်းစားတောက်တတ်တယ်။ဒီကြားရတွေကကျွန်တော်တို့ရွာရဲ့နတ်ရေကန်အကြောင်းဖြစ်ပါတယ်။ကျွန်တော်နတ်ရေကန်ကိုရောက်ရှိပြီးလေးမျက်နာစီဒီဝင်းကျင်ရအမိုက်တရိုက်တွေကိုလက်ချင်းလိုက်ပြီးတော့တန်ရှင်းတက်ရအောင်ပြုတ်လုပ်လိုက်တယ်။အဲဒီနောက်ကျွန်တော်ကအယုတ်ကလေးကိုဘေးနားမှာထောင်ထားပြီးတော့ ဖျားပန်စီမီအမွေးတိုင်းနဲ့ဂျေချမ်းတွေကိုကတ်လူပူဇော်ပြီးတော့30တဘုံသားတွေကိုမြစ်တာပူအမျှပေးဝေလိုက်ပါတယ်။ဒီကနေ့ပြုလုပ်တဲ့အဖို့ပါကကို30တဘုံမှာကျင်လေကြကုန်သော လူနဲ့မြမတတဝါအပေါင်းတို့နဲ့တကွာဤရောက်ကလေးမှာတွယ်ညိနေတဲ့အပေပုံသူကိုအမျှပေးဝေပါတယ်။သင်တို့ကြားရအရက်ကနေတာရုခေါ်ကြပါ။ကျွန်တော်ဟာ3ချိန်3ကအမျှပေးဝေနေစဉ်ကျွန်တော်ရဲ့နောက်ကနေတာရုခေါ်တဲ့တက်တဲ့ကိုကြားနေရတာကြောင့် စက်သိမ်းမွေးညင်နေထလာမိပါတယ်။ကျွန်တော်မျက်ဝေပြီးရနဲ့ဒူးဆန်းကဖျားရင်ပြန်တောင်းမှာတေချာထောင်ထားခဲ့တဲ့အဲ့ဒီရုပ်ကလေးကကျွန်တော်နာမှာလှဲလျက်ရောက်ရှိနေခြင်းဖြစ်တယ်။ကျွန်တော်ကလည်းအယုတ်ကလေးကိုကောက်ယူပြီးတော့ဖျားချင်ရင်နာမှာရှိတဲ့ညောင်မေကြီးအောက်မှာထောင်ထားပြီးအိမ်ကိုအ мян တုပ်ချေတင်ပြန်လာခဲ့လိုက်တယ်။ရွေဦးရဲ့လာပညာကထွန်းထိန်တာနေတာကြောင့်ပါဝင်ခြင်းကိုအထင်းသာမြင်တွေ့နေရတယ် ညနေရအိမ်ပြန်ရောက်လာတာနဲ့ကိုကြီးကျော်နဲ့တူမြို့ထဲကိုသွားပြီးရုပ်ရှင်စကားခွေတွေဝယ်လာခဲ့တာကြောင့်ရွာသမီးမောင်းနာနဲ့ရုပ်ရှင်ကြည့်ကြတယ်။ကိုနိုင်ကွယ်မိဆက်ပိတ်ချင်ရောက်တော့မှအိယာဝင်ခဲ့ကြတယ်။ဒီနေ့ညာလာပညာရဲ့အာနိသင်ကြောင့်လာတော့မသိဘူး။နည်းနည်းအိမ်နေတယ်လို့လို့ရှိနေတယ်။မိုက်မိလာပြီးတဝါဝါတန်းလာတာကြောင့်ကျွန်တော်ဒီနေ့ညာထူးထူးဆန်းဆန်းအစောပဲအိပ်ပျော်ခဲ့တယ်။ကျွန်တော်ရဲ့နားထဲမှာမိမတယောက်ရဲ့ငိုတန်းကိုခက်တဲ့တဲ့ကြားနေရတယ်။ ျွန်တော်တေချာကြည့်လိုက်ပြီးတော့ကျွန်တော်ကိုနောက်ကျောထိုင်ပြီးတော့တရှုံရှုံငိုနေတဲ့မိန်းမတယောက်ကိုတွေ့လိုက်ရတယ်။အဲ့ဒီချိန်မှာပန်းရနံ့နေရလဲတကံလုံးမွေးနေတယ်။ဟေးမင်းမင်းမတူလဲ။ကျွန်တော်ကချိန်ချိန်မင်းနေပေမဲ့ဗစက်ကအတန်ထွက်မလာခဲ့ပါဘူး။ခဏကြာတော့သူမကျွန်တော်ဘက်ကိုလှည့်လာပြီးတော့လက်အုပ်ချီရင်သုံးချိန်ကြောတော့တယ်။သူမရဲ့မျက်နှာကနတ်မောင်နေတဲ့ဇပင်တွေဖုံးအုပ်နေရကြအသေးချာတော့မမြင်ရပါဘူး။ ူမကတော့ပြီးရဲ့နာကျွန်တော်အမြင်အာရုံကနေတပြေးပြေးမှုံဝါပြောက်ကွယ်သွားတော့တယ်။ဟေးနေအောင်လေနေအောင်ကျွန်တော်လက်နိုးသွားခဲ့တယ်တကူလုံးချွေးတွေကတော့ဆူရွှဲလို့နေတယ်။အဲ့ရပေးရရေဘူးကိုလမ်းယူပြီးတော့မောတောက်လိုက်တယ်။ဒီညတွေ့ဆုံခဲ့ရတဲ့အကြောင်းအရာတွေကိုတော့ဘသူ့ကိုမှမပြောပြပြစ်ခဲ့တာတော့အခုချိန်ထိပါပဲ။မနက်မိုးလင်းရောက်တော့ရေကပ်ဖို့နဲ့ရေကပ်စီသွားရင်ကျွန်တော်ရုပ်ကလေးထားခဲ့တဲ့ညာအောက်ကိုသွားပြန်ကြည့်မိလိုက်တယ်။ဟာ မရှိတော့ပါလားဟုတ်ပါတယ်မနေ့ကကျွန်တော်ထားခဲ့တဲ့အယုတ်ကလေးကမရှိတော့ပါဘူးဩတွေ့ဆုံကြုံခွဲချစ်မဲဓမ္မရာပါပဲလေကျွန်တော်ဟာရေပုံးလေးကိုချမ်းရင်းနဲ့ရွာဝင်လမ်းစီကိုဥတီလိုက်ပါတယ်အဲ့ဒီကစပြီးတော့သူမကလည်းကျွန်တော်စီကိုမလာတော့ပဲပျောက်ခြင်းမလားပျောက်ွယ်သွားတာကတော့အခုချိန်ဒီပဲဖြစ်ပါတယ် ဒီကနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။အခုလိုမျိုးအချိန်ပေးပြီးနားဆင်ပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။နောက်နေ့တွေမှာလည်းဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးအောင်မှာဖြစ်တဲ့အတွက်ပရိသတ်များအားလုံးကစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။